ရှင်းနေချာစီပေါ့နော်ရှင်းနေချာစီတော့ဒီ break 1 break 8 break 8အဲ break 1 break 8 break 8 break 3ခုပဲပေါင်းတာခွန်ပေါ့နော်ဟုတ်အဲ break 3ည break 5 break 1 break 3ခုပဲပေါင်းတာ6ဟမ် break 6 ိဋ္ဌုံပိဋ္ဌိ၆ပိဋ္ဌုံပြီးတော့ပေါင်းလက်ငါခွန်၆၅ပိဋ္ဌိနှစ်ပိဋ္ဌိကူပိဋ္ဌိ၃ပိဋ္ဌိ၃ပြီးတော့ပေါင်းလက်လေးခွန်၆၅လေးပေါ့နော်ရှင်းနေကြစီကိုပိဋ္ဌိ၃ပြီးတော့ပေါင်းလက်ခွန်ပိဋ္ဌိ၃ပြီးတော့ပေါင်းလက်၆ ပရိသုံးပြပေါင်လန်9ပရိသုံးပြပေါင်လန်4ခွန်65 4အဲ့ဒီခွန်65 4ဆိုတဲ့စီကြောကနေပြီးတော့ဒါကျွန်တော်တို့3 9 5တုန်းကမာမာလီအောင်ခဲ့တဲ့စနစ်ပေါ့နော်ခွန်65 4ကိုတခါခွန်ဘိတ် 6ဘိတ်9ဘိတ်4ဘိတ်ပြိတ်သုံးမှုရဲ့ပေါင်လတ်တွေဒီခွန်6 5လေးကိုတခါနောက်ဘိတ်တွေကခွန်6 5လေးလို့ပြန်ခင်းပြီးတော့ဒါဒီတုန်းကဘောနော်ဒီ5 6ဒီခွန်5နှစ်3ညဒီ6ခွန်6 နှင်းငါရှိသည်ငါခွန်ချောင်းငါလေးခွန်သုံးပြီးလေးခွန်ချောင်းငါလေးအဲ့ဒီခွန်ချောင်းငါလေးကိုဒါရှိတစ်တစ်ပေါင်းတော့၃ညအဲ့ဒီ၃ညသည်ပရိသတ်၃ညနဲ့တန်းရိုက်တာပေါ့နော်တစ်ချောင်းနဲ့ပေါင်းတော့ကိုအဲ့ဒီကိုကိုပရိကိုဆိုပြီးတော့ဒီ၅၆ခွန်ပေါင်းတဲ့ရှစ် ဒီမှာပရိရှိနော်၃ညာ၉ရှိနှစ်ခွန်ရှိပေါင်းတဲ့ခွန်ကိုပရိခွန်၃ညာ၉ရှိခွန်ဆိုပြီးရိုက်ခွန်၆၅လေးကိုခွန်၆၅လေးဒီ၅ရှိဒီခွန်၄နှစ်၃ညာဒီ၆နှစ်၅ရှိဒီ၅ခွန်၆၅လေးခွန်၃ဒီလေးခွန်၆၅လေးနဲ့၃ထိပ်ပေါ့နော်ရှိတိတိ၃ညာကိုပရိ၃ညာ တိချောင်းနဲ့ကိုကိုပရိတ်ကို96ခွန်8ကို86လေးပရိတ်8နှစ်ခွန်8ကခွန်ကိုပရိတ်ခွန်ဘောနော်3ကို8ခွန်အမ3ထိန်းနဲ့ပရိတ်ခွန်ကိုမှဒီပရိတ်ခွန်ပရိတ်လေး8ခါဒီကိုပရိတ်နှစ်ပရိတ်8 3ခါ28 3ဒီ3 9 3 ရိတ်လေးပရိတ်6ခါ၄၁6ဒီ1 9 3ရ1ပရိတ်1ပရိတ်2 9ခါဒီ2 9 3ရ1 2ဆိုပြီးတော့9ခါနဲ့3ထိပ်9ခါပရိတ်ခုနဲ့3 9 5ဆိုပြီးတော့ကျွန်တော်ရမှန်ပါလေအောင်ခဲ့တဲ့ကတ်ပေါ့နော်အဲ့ဒီကတ်ကဟိုဒီ3 4 4ဒီ8 နှစ်လေးသုံးဒီကိုရှစ်ကိုခွန်နှစ်တဒီတုံညာရှစ်ကိုတုံညာခွန်ကိုငါဒီတရှစ်ကိုတုံညာတဲ့လို့ဒီတစ်ပတ်ရိုက်မှာပေါ့နော်အဲရှစ်ကိုတုံညာတဲ့ရဲ့ဇောင်းမှာရှေပေါင်း6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 ပေါ့နော်အခုကကျွန်တော်တို့ကဒီ ီကောင်ကရောက်ကတ်ကိုရောက်နေပါရင်နော်ရောက်ကတ်ကဒီမှာပေါ့နော်ဟုတ်အခုရောက်ကတ်ကဒီမှာရောက်နေပါပြီရှင်းနေချာစီပေါ့နော်ခုအဲ့ကောင်ကခုရောက်ကတ်ကအဲ့ဒီကိုရောက်နေပြီနော်ခုနကဒီပြိတ္တုံညပြိတ်ကူပြိတ်ရှိ ပရိခွန်39 6ခွန်ကိုလဲသူက9လေး3နှစ်ဆိုပြီးတော့ရိုက်သွားသေးရယ်နော်ဒီပရိ3ဦးရပေါင်းလိုက်သည်9ဒီပရိ3ဦးရပေါင်းလိုက်သည်4နော်ဒီပရိ3ဦးရပေါင်းလိုက်သည်3 9လေး3ဒီပရိ3ဦးရပေါင်းလိုက်သည်2 9လေး3နှစ်နဲ့ဒီမှာပရိခွန်နော်ဒီတော့ကလည်းကျွန်တော်တို့ပရိခွန်အောင်ခဲ့တဲ့ line လေးပေါ့ ခုကကျွန်တော်တို့ရိုက်มาဒီ3644 143ဒီ689ခွန်1 1ဒီ3689ခွန်9 9ဒီ1 893 9 1 ਨੇ အဒီမှာကနန်းတစ်ခွက်ရိုက်မယ်ပေါ့နော်ဒီကနန်းမရိုက်ခင်ပဋိတ်ကိုအရင်ရိုက်ပြလိုက်မယ်နော်ဒါခုနကပဋိတ်3ပဋိတ်9 ပရိရှိပရိခွန်398ခွန်လို့ရရိုက်ပြီးတော့သူ့ရဲ့ဇောင်းမှာဘောနော်ပရိလေးပရိ3ပရိ3တီနော်ပရိလေးပရိ3ပရိ3တီခွန်နော်ခွန်ပရိရှိပရိကိုပရိ1တီ8ခွန်8ပရိ1ပရိ8ပရိ3ညအတိ8 3ညဒီ ကိုခွန်ရှိကိုဘရိတ်နှစ်ဘရိတ်ခွန်ဘရိတ်တစ်ဘရိတ်နှစ်ဘရိတ်ခွန်ဘရိတ်တစ်ဒီတုံညခွန်ရှိကိုတုံညရိုက်တော့ဘူးနော်အဲဒီဘရိတ်သုံးခုရဲ့ပေါင်းလာဒီခွန်ပေါ့နော်အဲဒီဘရိတ်သုံးခုရဲ့ပေါင်းလာဒီရှိခွန်ရှိဒီဘရိတ်သုံးခုရဲ့ပေါင်းလာဒီကိုခွန်ရှိကို ီပရိသုံးကြီးရဲ့ပေါင်းလန်းဒီ၃ညခွန်ရှိ၉၃ညဆိုပြီးတော့ဒီပရိတ်တွေကိုလည်းရိုက်သွားပြီခွန်ရှိ၉၃ညလို့ရိုက်ပြီးခုကရောက်ကမှာပရိတ်ခွန်ပရိတ်ငါအဲပရိတ်ခွန်ပရိတ်ငါပရိတ်ခွန်ပရိတ်ငါပရိတ်ခွန်ဒီ၉ ိုးရဲ့ပရိတ်ကိုးရဲ့ဒီရှေ့ရှေ့ရဲ့ပရိတ်ငါးရဲ့ဒီသုံးဆိုပြီးလာတာပေါ့နော်ပရိတ်နဲ့ပရိတ်ငါးပရိတ်လေးဒီတတရဲ့ပရိတ်ငါးရဲ့ဒီ6 6ရဲ့ပရိတ်6ရဲ့ဒီနှစ်သုံးနှစ်ပေါ့နော်ပရိတ်သုံးညာပရိတ်ခွန်ပရိတ်တဒီရှေ့ရှိရပရိရှိရဒီ6 6ရပရိ9ရဒီ1 3 2 1 ပရိငါပရိလေးပရိသုံးပရိငါပရိလေးပရိသုံးဒီနှစ်နှစ်နဲ့ပရိနှစ်နဲ့လေးလေးနဲ့ပရိ6နဲ့မှတုံညလို့ဖြစ်မှာဒါကျွန်တော်တို့ကဒီဒီပရိသုံးမှုရဲ့ပေါင်းလက်ဒီခွန်၈၉တုံညလို့ပထမရိုက်ပြီးတော့နော်ဒီခွန်၈ ကို3လို့ရိုက်ပြီးတော့သူ့ရဲ့ခုရိုက်မှာက3နှစ်13ဆိုပြီးတော့ပြန်ရိုက်မှာเนาะဒီပရိ5ခုရဲ့ပေါင်းလက်3ဒီပရိ5ခုရဲ့ပေါင်းလက်2ဒီပရိ5ခုရဲ့ပေါင်းလက်1ဒီပရိ5ခုရဲ့ပေါင်းလက်3ရ3နှစ်13ရနဲ့ပရိ6ပေါ့เนาะအဒီကွင်မှာပရိ6ရှိပါတယ်เนาะ အဲ့ဒီပရိချောက်ကိုဘာနဲ့ရိုက်မလဲဆိုရင်ဒီကောင်နဲ့ရိုက်ကြည့်အောင်နော်ဒီငားနဲ့ခွာရှင်းနဲ့ဒီတော့နော်ချောင်းနဲ့ခွာချောင်းနဲ့ဒီနှစ်သုံးနှစ်ချောင်းနဲ့ခွာငားနဲ့ဒီတစ်သုံးနှစ်တစ်ကိုနဲ့ခွာတစ်နဲ့ဒီတုံညတုံနှစ်တစ်တုံညအဲ့ ွားတက်ပေါ့နော်အဲ့လိုရိုက်ပြီးတော့သူကဒီနောက်ပေါင်းငါနဲ့နောက်ပေါင်း၃ရာဒီငါနောက်ပေါင်း၃ရာနဲ့နောက်ပေါင်းငါဒီငါနောက်ပေါင်း၆နဲ့နောက်ပေါင်း၉ဒီငါနောက်ပေါင်း၇နဲ့နောက်ပေါင်း၈ဒီငါဒါကဒီနောက်ပေါင်း၈ပေါ့နော် နောက်ပေါင်း၈ပေါ့ပရိက္ခ6ပေါ့နော်ပရိက္ခ6ပရိက္ခ6နောက်ပေါင်းက၈ခွာပေါင်းက၁နော်နောက်ပေါင်း၈ဆိုတော့ကျွန်တော်တို့ကပရိက္ခ6ဆိုတော့၈ထိပ်ဝင်ရမှာပေါ့နော်ခွာပေါင်း၁ဆိုတော့ က3ဘိတ်ဝင်ရမှာပေါ့နော်အဲနောက်ပေါင်း8ဆိုတော့853ပေါ့နော်ဘရိတ်က6နောက်ပေါင်းက8ခွာပေါင်းက1ဘရိတ်ချောင်းနေဆိုတော့အကွက်တစ်ထောင်နေရမှာ853ဆိုပြီးတော့တစ်ခွက်သေးပဲကြာပါလေနော်ဟုတ်653 653ပေါ့เนาะပြီးတော့ နောက်တစ်ခါကျတော့ဒီခုနလိုင်းမှာပဲเนาะဒါနှစ်မျိုးလောက်ကျွန်တော်ကနှစ်မျိုးသုံးမျိုးလောက်နဲ့ဒါတခွဲခုနကတခွဲပေါ့เนาะနောက်တစ်ခါဒီပရိချောက်ကိုဒီ693ညတဲ့အဖြီနဲ့ပြန်ရိုက်လိုက်မယ်เนาะဒီသုံးလုံးပေါင်း8ကို9ရယ်ဒီသုံးလုံးက3ရယ်9 3 ထိတ်စီး9ရေเนาะ935ဆိုတော့3ဒီ6ရဲ့ပါဝါ3နဲ့ပေါ့เนาะ6ရဲ့ပါဝါ3ကို9ရေ4 9 3ကက3ရေ9 3ထိတ်စီး9ရေ9 35ဆိုတော့3ပေါ့เนาะ6ပြီးတော့9 9ဆိုတော့9ရဲ့ပါဝါ4နဲ့ရိုက်ရမှာเนาะ3ရေဒီ3လုံးက3ရေ3 3ရထိတ်စီး1 3ตုံญะ1ဆိုတော့4เนาะ3 4ရှိကိုပြီးတော့၃ည၃ညရဲ့ပါပါ၅နဲ့ရိုက်ရမှာ၅ဆိုတော့ဒီ၄ရဲ့ဒီ၃လုံးက၅၄၅ထိပ်စီးက၆၄၅၆ဆိုတော့၅နော်၃၄၅ရှိကို၃ည၁ဆိုတော့၁ရဲ့ပါပါ၆နဲ့ရိုက်ရမှာမဟုတ်နော်၃ရိုက်ပါ၄ရိုက်ပါ၅ရိုက်ပါ၆ရိုက်ရမှာဆိုတော့ဒီ၉ရဲ့ ီသုံးလုံးက9ရယ်ကိုရယ်ဒီသုံးလုံးက9ရယ်ကို9ထိတ်စီးရ2ကို9 2ဆိုမှ6လို့ဖြစ်မှာပေါ့နော်3 4 5 6 3456ဆိုတော့နှစ်ထိပ်ပဲเนาะအမှန်တကားအလေတိုင်းရလိုက်လာတာက64ခွန်ဒီခွန်33သုံးရဒီ8ခွန်8ခွန်နှစ်သုံးရဒီ9ခွန်8 9 451ဒီ3ည ခွန်ရှိကိုတုံညာနဲ့ဆိုတော့တိခါနှစ်ထိတ်တိခါကိုပရိချောင်းနဲ့ဆိုတော့ဒါနှစ်တိ3ပေါ့နော်နောက်ထပ်တစ်ခုကနောက်ထပ်တစ်ခုကခုနကကျွန်တော်ရိုက်တဲ့ခွန်ချောင်း5လေးပေါ့နော်ဒီ5 5ရှိသည်ခွန်အဲ့ဒီခွန်ကိုဒီပရိနှစ်နဲ့5ထိတ်နဲ့ဒီခွန်လိုမြန်ရိုက်သလားပေါ့နော်ခွန်ပြီးတော့ဒီ5နှစ်3ညာဒီ6အဲ့ဒီ6ကို ပရိငားနဲ့တစ်ထိတ်ပြီး6လို့ရိုက်သလားပေါ့ခွန်6ပြီးတော့9ပေါ့နော်ဒီ2 9 8ဒီ9အဲ့ဒီ9ကိုပရိ9နဲ့6ထိတ်နေပြီး9ခွန်6 9ခွန်6 9 4ဆိုတဲ့စီကျော်4ခွန်3ဒီ4အဲ့ဒီ4ကိုဒီကဗရိတ်1နဲ့3ထိတ်နဲ့မှဗရိတ်1နဲ့3ထိတ်နဲ့မှကျွန်တော်တို့ဒီ4မှာဆိုရင်တော့ဒီ သုံးတိနှစ်ပေါ့နော်ဒါခွန်6 5လေးသူပရိနှစ်နဲ့9နဲ့ဒီခွန်ပရိ9နဲ့တိနဲ့ဒီ6ခွန်6ပရိ9နဲ့6နဲ့ဒီ9ခွန်6 5ပရိတိနဲ့3နဲ့ဒီလေခွန်6 5လေးဆိုရင်ဒါတော့ဒီသုံးတိနှစ်ပေါ့နော်သုံးတိနှစ်ပေါ့ဒါဒီ3 5 8လို့လည်းရတယ်နော်3 5 8 အဲ358 853 4ခွဲ့ပေါ့နော်ဟုတ်ဒီဖိုင်လေးမှာ6ပြိတ်နဲ့ပတ်တယ်လို့ဒီထဲ4ခွဲ့ပေါ့နော်ထဲ4ခွဲ့အဲ signature စီကျော်ရှည်ကြီးကနေအဲစီကျော်ရှည်ကြီးကိုပြနေတော့တနာရီနဲ့လည်းပြီးမှာမဟုတ်နှစ်နာရီနဲ့လည်းပြီးမှာမဟုတ် ဟိုဘရိတ်ချောင်းနဲ့ပတ်သက်လို့ဒီခုနှစ်ကြိမ်မှာဘရိတ်ချောင်း line ပေါ့နော်ဒီ line ကရှိတယ်ဆိုတာပြပေးလိုက်ပါတယ်